ကဲ brother တို့ကလည်းဝမ်းမြင်လာပါ 1C gaming channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ 1C ရုပ်က brother တို့အတွက်မကြခင်မှာရောက်ရှိလာတော့မယ့် Neo Base event ကြီးအကြောင်းကိုပြောပြပေးသားမှာဖြစ်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ ာသာတို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခေါင်းအားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော် new base event ကြီးဟာဆိုလို့ရှိရင်တော့ဖြင့်ခုနေမှာ advance ဘာဘာမှာရောက်ရှိနေပြီဖြစ်ပါတယ် brother တို့ advance ဘာဘာမှာရောက်ရှိနေတဲ့ new base event ကြီးကိုချက်သွားပြီးတော့ show လိုက်အောင်ခေါင်းကြီးတို့ဟုတ်ပြီ skin တွေကတော့တော်တော်လေးဥမာလာတယ် skin တွေနဲ့ကတော့ငါးခေါင်းတော့ပြန်ပြီးပါဝင်လာမှာဖြစ်ပြီးတော့ကျတို့ Fedrin, Glory, Fasha, Lane, Lalia တို့ရဲ့ skin တွေပါဝင်လာမှာဖြစ်ပါတယ်။ New Beast skin တွေကတကယ်ကိုမှလမ်းထွက်နေတဲ့ skin တွေနေနဲ့လာမယ်လို့တော့ကျွန်တော်အနေနဲ့တည်ထားရတဲ့ကောင်းကြီးတွေ။ Okay, ဆိုတော့ကျွန်တော်အနေနဲ့ဒီ A 版 original server ကိုရောက်လာခဲ့ရင်တော့အမှန်ကန်ကျုံးမှာအဲ့တော့ original server ကိုမရောက်ခင် event server အခုနေဘလို့လှလဲဆိုတော့ချက်သွားရှိမယ်။ right ဘူးထဲမှာဆိုလို့ရှိရင်တော့ကျွန်တော် neo beast skin တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့သူကအရင်တော့ skin တွေကိုပြန်ပြလာတာပဲဖြစ်ပါတယ်အဲ့ဒါကလည်းကျွန်တော်တို့ advanced server မှာစမ်းတက်စေအနေထားပဲဖြစ်နေသေးတဲ့ဖြစ်တာအတွက်ကြောင့်လို့ပေါ့နော် ကျွန်တော်တို့ဒါကိုသွားပြီးအတီးယူလို့မရဘူးအဲအဲ့နေရာ original စပေါ်ရောက်လာခဲ့တော့ neo base skin တွေပေါ်မယ်ပေါ့နော်ပြီးတော့လည်းသူက epic skin တွေနဲ့ကျွန်တော်တို့ဒီ item တွေပါလာမယ် item တွေထဲမှာဆိုလို့ရှိရင်လည်းကျွန်တော် neo base ချက်ကွိုင်တွေပါမယ်ပြီးတော့လည်းကျွန်တော် bound တွေ emote တွေ animation effect record effect span effect တွေပါဝင်လာမှာဖြစ်ပါတယ်ကောင်းကြီးတွေနောက်ပြီးတော့သူ့အနေနဲ့တခု mic တာက draw တွေကပေါ့နော် drone we what တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ drone လက်စင်ပြည့်မယ်ဆိုရင်ညုံပြီးကွိုင်လေးတွေတကွိုင်ရမယ်ပြီးသွားလို့ရှိရင်တော့ drone 130မှာဆိုလို့ရှိရင်တော့100ကွိုင် drone 160မှာဆိုလို့ရှိရင်တော့ဖြစ်ကွိုင်တရာ drone 190ပြည့်သွားမယ်ဆိုရင်တော့ကွိုင်180ရရှိသွားမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော် drone တွေလည်းဂျားထဲမှာလည်းကျွန်တော်တို့မော့ဆေးပလင်းနဲ့မော့အမုတ်လေးတွေရောက်သွားမှာဖြစ်ပါတယ်ကောင်းကြီးတို့ event shot တွေကိုကချက်သွားရှုံးမယ်။ event shot ထဲမှာဆိုလို့ရှိရင်ဘရဒါတို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲ။ Neo Base Skin တွေကို꽌ထောက်နေရတဲ့လဲလူရမယ်။နေရာလေးပါလာအောင်မှာပဲဖြစ်ပါတယ်။ဒီနေရာမှာတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ advance ပေါ်မှာပဲရှိသေးတာဖြစ်တဲ့အတွက်လက်ကောင်ပဲပေါ်နေရပါတော့။ပြီးတော့ရင်တော့ series result တွေဖြစ်တဲ့ မီယိုဘေးစ်နဲ့ပတ်သက်တဲ့အန်တီပေါင်းနဲ့ animation effect record effect စတာတွေပါလာမှာဖြစ်ပါတယ်အပိုင် identity ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော် hero တွေကိုအချိန်လုံးလို့ရမယ် fragment cut တွေ battle point နဲ့ cut cut esc နဲ့ cut တွေကိုလည်းအချိန်လုံးနိုင်မှာဖြစ်ပါတယ်အစမ်းဆုံး trial တွေထဲမှာဆိုလို့ရှိရင်တော့ trial တစ်ခုကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်ကောင်းကြီးတွေ ။ဟောခေါင်းကြီးတို့ဒါနဲ့ကျွန်တော်တခုပြောရအောင်မေး။ကျွန်တော်မနေ့ကဂေဝေးဖောက်ပေးခဲ့တယ်ပေါ့နော်။ဂေဝေးကိုကျွန်တော် diamond 300ကို10ရောက်တိတိဂေဝေးဝင်လာရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ခေါင်းကြီးတို့အနေနဲ့အဲ့ဒီဗီဒီယိုကိုသွားကြည့်လိုက်ပြီးတော့ကိုကဂေဝေးမှာပေါ့မပေါ့ဆိုတာကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်လို့ရပါတယ်။တကယ်လို့ဂေဝေးပေါက်တဲ့သူတွေအနေနဲ့ပေါ့နော်၃ရက်အတွင်းမှာဂေဝေးရမထုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကဂေဝေးကိုတခြားသူတွေကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ diamond 300ပေးမှာမဟုတ်တော့ဘဲနဲ့ ဲ့ချိန်ညာလို့ရှိရင်တော့ကျွန်တော် weekly pack အစားထိုးပြီးပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ giveaway မပေါက်တဲ့သူတွေအနေနဲ့လည်းအနည်းနဲ့အခွင့်အရေးရှိသေးတယ်ပေါ့ဗျာဒါမှလည်းထားလိုက်အခွင့်အရေးရှိရှိမရှိရှိ YCU ကဒီ ကဝေးကြီးကိစ္စလုံးဝအလုံး player တွေဖြန့်၁၀ရောက်တတိကိုကျွန်တော်ကဝေးပေးပြီးသွားလို့ရှိရင်နောက်ထပ်ကဝေးအကျန်းသားကြီးတစ်ခုလည်းထပ်ပြီးတော့လာပါဦးမယ်။အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်မပြောပြဘူး။တကယ်ကိုမှရှေ့လန်းတဲ့ကဝေးကြီးဖြစ်စေဖို့ကြောင့်အာမခံနေပေါ့နော်။ကဲ Neo Base Event အကြောင်းကိုကျွန်တော်ပြန်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ဖြင့်သူ့အနေနဲ့ draw တွေကိုကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်။ကျွန်တော် one draw နဲ့ ten draw ဆိုပြီးနှမျိုးလဲလို့ရမှာဖြစ်ပါတယ်ကျွန်တော်။ one draw ကိုတော့ကျွန်တော်ပုံမှန်ဆိုရင် diamond 50နဲ့လဲရမှာဖြစ်ပြီးတော့သူက50% off discount ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော် diamond 25လုံးနဲ့လဲနိုင်မှာပဲဖြစ်ပါ ါတယ်ကောင်းကြီးတွေပြီးတော့ရင်တော့ကျတန်ဒရောပေါ့နော်တန်ဒရောမှာဆိုလို့ရှိရင်တော့ကျွန်တော် diamond 900နဲ့လှည့်လို့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့10% discount ပေးကြတာဖြစ်တဲ့အတွက် diamond 450နဲ့လှည့်နိုင်မှာပဲဖြစ်ပါတယ်ထားတင်ကိုသူကတန်ဒရောတစ်ခါလှည့်ပြီးတိုင်းမှာ ။ဘာလဲဆိုတော့ Neo Peace Eva နဲ့ပတ်သက်တဲ့ item တစ်ခုခုအပိုင်ရဖို့တည်ကြတယ်လို့ပြောပါတယ်။ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘလို့တွက်ကြည့်လို့ရလဲဆိုတော့ဒီ Neo Peace Eva နဲ့ပတ်သက်တဲ့ CD resource တွေကတကယ်ကိုမှနည်းပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့တည်ချကျွန်တော်အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Neo Peace Eva ကနေပြီးတော့ကျွန်တော်တို့ဒီ Dandro လှည့်လိုက်တာနဲ့ကျွန်တော်တို့ဒီ Pride Blue ထဲမှာပါတဲ့ Epic Skin တကောင်ကောင်ကိုလည်းရနိုင်တယ်။ဒါအပြင်ကိုမှ Neo Peace Skin တကောင်ကိုလည်း Dandro ထဲနဲ့ရနိုင်မယ်အခွင့်အရေးတွေရှိပါတယ်။ကောင်းကြီးတွေ။ကဲဆိုတော့ Eva ညီလာတော့တကယ်ကိုမှကျစင်ကောင်းကြီးတွေဆိုတော့ အခုနေ့မှာတော့အတန်းဆက်ဖော်မှာပဲရှိသေးတယ်။ original ဆက်ဖော်ကိုရောက်လာခဲ့ရင်တော့ကျွန်တော်အခုပြပြခဲ့တာနဲ့အနည်းငယ်အပြောင်းလဲလေးတော့ဖြစ်သွားနိုင်တယ်ကောင်းကြီးတွေ။ဒါပေမဲ့စိတ်မပူနေ။အတန်းဆက်ဖော်ကနေ original ဆက်ဖော်ကိုရောက်လာခဲ့ပြီဆိုရင် YC တို့ကကောင်းကြီးတို့တက်ဘလို့ကြီးဂုံးရမလဲ။ဘလို့ကြီးဂုံးကြီးတက်မလဲဆိုတာကိုလေဗီဒီယိုလေးနဲ့တကွပြပြပေးဦးမှာ။ အဗီဒီယိုလေးတွေနဲ့တကွာပြောပြပေးမယ်ဆိုတော့ကိုယ်တိုင်လည်းဂုံးရမယ်ဂုံးကြီးလို့အဲ့တော့အဆင်ပြေလားအဆင်ပြေလားကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ YCV channel ကိုအခုပဲ like and subscribe နဲ့ခဲ့လိုက်အောင်ဂုံးကြီးတွေဒီဝေးတွေကလည်းတကယ်ကိုမှ share အကြမ်းအားကြီးပေးသွားမှာဖြစ်ပါတယ်ဆိုတော့ like and subscribe နဲ့ခဲ့ပေးဖို့မမေ့နဲ့တော့ဂုံးကြီးတွေကဲဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးကြလို့ဂုံးကြီးတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကဲကျွန်တော်ရဲ့ fan တွေအခုလုံးကို YC ကချစ်ပါတယ်လို့